မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအဲဒါဒီနေ့မှဆွမ်းပေါ့နော်ဒါမိတ်ဆွေများအားလုံးကိုပြန်လည်ပြီးတော့ညှပ်ပြီးတော့မယ်အကြောင်းအရာလေးကတော့ဒါကျွန်တော်တို့ဌာနကံမှာရောက်ရှိနေတဲ့ဒါမိတ်ဆွေများအားလုံးအတွက်ပေါ့နော်ဒါ SCB ဘဏ်ကိုအသုံးပြုနေတဲ့မိတ်ဆွေများအားလုံးအတွက်ကျွန်တော်တို့ SCB ဘဏ်ဆိုရဲအကောင့်ဖွင့်မှုခဏလေးကိုပြန်လည်ပြီးညှပ်ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဲဒါဆိုရင်မိတ်ဆွေများအားလုံးအနေနဲ့ပေါ့နော်ဒီ SCB ဘဏ်ဆိုရဲကို စာပြီးဖွင့်တဲ့အခါမှာဆိုရင်ကျွန်တော်တို့စတင်ပြီးတော့ဖွင့်တဲ့အခါမှာဆိုရင်ပေါ့နော်အဲကျွန်တော်တို့အနေနဲ့အဲဒါပထမဆုံးကျွန်တော်တို့ဒါစဖွင့်ရမယ်ဆိုရင်ကျွန်တော်ဒါပထမဆုံးဒါကိုယ့်ရဲ့မှတ်ပုံတင်ရပြီးပြီဆိုရင်ကျွန်တော်ဒါ SCB ဘန်ဘန်စာအုပ်ရယူသွားပြီးတော့ကျွန်တော်တို့ဒီ SCB ဘန်ရုံးမှာပေါ့နော်ဒါတွားရောက်ပြီးတော့ကိုကိုတိုင်းဖွင့်ရမှာပဲဖြစ်ပါတယ်เนาะအဲအဲ့လိုမျိုးဖွင့်ထားမှလာရင်ကျွန်တော်တို့ ဲ့လိုမျိုးဖွင့်ထားပြီးသားရှိတဲ့လူတွေဆိုရင်အဲကျွန်တော်တို့ပေါ့ဒါအကြောင်းမျိုးမျိုးကြောင့်မို့ကျွန်တော်တို့ရဲ့ SCB ဖန် software ရဆိုရင်ပေါ့နော်အဲကျွန်တော်ဒါဖုန်းဖုန်းလေးပါတွေလက်အဲကျွန်တော်ဒါဖုန်းလေးပါတွေအဲပျောက်သွားတာပဲဖြစ်ဖြစ်ပေါ့ဒါအမှန်ရင်ကျွန်တော်ဒီဖုန်းအစ်ဒီကနေပေါ့နော်ဒီအဟောင်းနေပြီးတော့ဒီအစ်ဒီထဲကို SCB ဖန် software ကိုပြန်လည်ပြီးတော့အတုံးပြုတ်မယ်ဆိုရင် အဲကျွန်တော်ဒါအတုံးပြလို့ရတဲ့နီလန်းလေးကိုမျှဝေပြီးတော့မှာပဲဖြစ်ပါရနော်အဲမျှဝေမပေးတဲ့ခင်မှာကျွန်တော်ရဲ့ WPA ဆက်ဆက် ID တက္ကနိုဒါနီးချင်းနီးပညာ channel လေးကနေပြီးတော့မိတ်ဆွေများအားလုံးကိုဒါကြိုဆိုပါရနော်ဒါဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းဒါ like and subscribe ပါလေမလိုရတဲ့ဘူးလေ like and subscribe လေးလုပ်ပြီးတော့အပေးကြပါအောင်လို့မိတ်ဆွေများအားလုံးကိုဒါမြတ်တရားခံကြပါရနော်အဲဒါဆိုရင်ကျွန်တော်ဒီ SCP ban software account ဖွင့်ဖွင့်လေးကိုတောင်းဆိုထားတဲ့မိတ်ဆွေများအားလုံးအတွက်လည်းပါ เนาะအဲကျွန်တော်ဒီနေ့မှဆိုရင် SCP ဘန်ဆော့ဝဲကိုကျွန်တော်ဒါအကောင့်ဟိုဖွင့်လေးလေးကိုပြန်လည်ပြီးမျှဝေပြီးတော့မှာပဲဖြစ်ပါရဲ့เนาะ အဲဒါဆိုရင်ကျွန်တော်ကကျတော့ SCB ဘန်ဆော်ဝဲကဒါဖွင့်ထားပြီးသားရှိတယ်ပေါ့နော်အဲဒါပေမဲ့ကျွန်တော်ရဲ့ YouTube မှာလည်း YouTube မှာရောဒါ Facebook Page မှာရောပေါ့နော်ဒါတောင်းဆိုထားကြတဲ့အဲကျွန်တော်ရဲ့ညီကိုမောင်နှမများအတွက်ပေါ့နော်အဲကျွန်တော်အနေနဲ့ဒီ SCB ဘန်ဆော်ဝဲကိုပြန်လည်ပြီးတော့ဒါဖြတ်ပြီးတော့ပေါ့နော်ဒါဘယ်လိုမျိုးပြန်လည်ပြီးတော့အဲအတုံးပြရမလဲဆိုတော့အကိုရှောက်ထားမလဲဆိုတော့ပထမဆုံးကျွန်တော်ပြောပြပြီးတော့မှာပဲဖြစ်ပါရဲ့နော် အဲဒါဆိုရင်ကျွန်တော်တို့အနေနဲ့ SAP PAN software မရှိတဲ့မိတ်ဆွေများအားလုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒါ Play Store မှာ SAP PAN software ဆိုပြီးရိုက်ရှာပြီးတော့ကျွန်တော်တို့ download ဆွဲရမှာပဲဖြစ်ပါရဲ့နော် အဲထောင်းလို့ဆိုပြီးပြီဆိုတော့လည်းဒါဆော်လီရဲ့ကျွန်တော်ပြောလို့လို့ပဲအဲမိတ်ဆွေတို့အနေနဲ့ဒါကိုယ့်ရဲ့ passport စာအုပ်ရဲ့ပြီးပြီဆိုရင်ကျွန်တော်ကိုယ့်ရဲ့ဒါဘန်စာအုပ်ရဲ့ယူသွားပြီးတော့ SCB ဘန်ရုံးကိုဒါကိုယ်ရန်ကိုကြသွားရောက်ပြီးတော့ကျွန်တော်ဒါပထမဆုံးရှောက်ထားမှာပဲဖြစ်ပါတယ်နော်အဲကျွန်တော်ဒါဒီ SCB ဘန် software ပြန်လည်ပြီးတော့ယူတဲ့အခါမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ပေါ့နော်အဲပထမဆုံးစတင်ပြီးတော့ရှောက်ထားခဲ့တော့ဒါဖုန်းနံပါတ်ရှိဖို့လိုရတာပေါ့နော်အဲဒီဖုန်းနံပါတ်ရှိမှတည်းလည်းမိတ်ဆွေတို့အနေနဲ့ ဒီ band software ကိုပြန်လဲပြီးတော့ဒါကျွန်တော်ဒါရှင်းထားလို့ရမှာပဲဖြစ်ပါရဲ့เนาะအဲဒါဆိုရင်ကျွန်တော်အနေနဲ့ဒီ band software ကိုဒါကျွန်တော်ဒါဒါအကောက်ခွင့်ဝင်လေးကိုပြန်လဲပြီးဖြောက်ပြီးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ band software ပေါ့เนาะကျွန်တော်တစ်ချက်ရှင်းရှင်းပြလိုက်မယ်ပေါ့เนาะ အဲကျွန်တော်ရှင်းထုတ်ပြလိုက်ပါတော့ရှင်းထုတ်ပြလိုက်ပြီဆိုရင်ကျွန်တော်ဒါပထမဆုံးကျွန်တော်ရဲ့ဘန်ဘန်ကောက်ကဆိုရင်ဒါပြတ်သွားပြီပဲဖြစ်ပါရဲ့နော်အဲဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ဒီမှာဆိုရင်ကျွန်တော်ဒါတူကကျွန်တော် SCP ဘန်ဆိုဝဲဖွင့်တဲ့အခါမှာဆိုရင်ကျွန်တော်ဒါပထမဆုံးဒီအပေါ်မှာဆိုရင်ဒါအင်္ဂလိပ်နဲ့ရှင်းစာ2မျိုးရှိတယ်ပေါ့နော်အဲဒီမှာဆိုရင်အင်္ဂလိပ်နဲ့ရှင်းစာ2မျိုးရှိတယ်ကျွန်တော်ကကျွန်တော်အင်္ဂလိပ်ကိုဒါကျွန်တော်ဒါယူပြီးထိုင်မှာပေါ့နော်အဲဒါဆိုရင်ပြီးပြီဆိုရင်အဲဒီကကျတော့ RUSCP ရဲ့ constructor ဆိုတော့ကျတော့ mixed row အနေနဲ့ SV pan software ကိုအတုံးပြုခဲ့ဘူးတလားပေါ့နော်အတုံးပြုခဲ့ဘူးတယ်ဆိုရင်တော့ကျွန်တော်ဒါဒီရေးကိုပဲနှိပ်ပေးရမှာပဲဖြစ်ပါရဲ့နော်အဲပြီးပြီဆိုရင် mixer အနေနဲ့ဒီနေရာမှာဆိုရင်ကိုကကျတော့ passport စာအုပ်နဲ့ပြန်လဲပြီးတော့ဒါစောက်ထားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဆိုရင်ဒီရလဲကောင် passport ဆိုတဲ့နေရာလေးကိုတစ်ချက်နေပေးရမှာပဲဖြစ်ပါရဲ့နော် ပြီးပြီဆိုရင်ဒီအပေါ်မှာဆိုရင်ကျွန်တော်ဒါကိုယ်နေတဲ့နိုင်ငံကိုကျွန်တော်ဒါယူပေးရမှာဖြစ်ပါတယ်เนาะအဲ select country ဆိုတဲ့နေရာလေးကိုတစ်ချက်နေလိုက်မယ်နေပြီးတော့ဆိုရင်ကျွန်တော်ဒီမှာဆိုရင် selected pattern လေးမှာဒါ amount ကို yet ဒီလိုမျိုးဆိုရင်ဒီမှာဆိုရင်ကိုကကျတော့တမန်မာလူမျိုးဖြစ်တဲ့အတွက်မြန်မာဆိုတာပေါ်လာပြီပဲဖြစ်ပါတယ်เนาะအဲပြီးပြီဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဒီ passport no ဆိုတဲ့နေရာကကျတော့ အဲမိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ passport ID ပေါ့နော်အဲ ID ကိုကျွန်တော်တရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်နော် ID ခြောက်လုံးရှိတယ်ပေါ့နော်ဒီ ID ခြောက်လုံးကိုကျွန်တော်တည်းရိုက်ထည့်ပြရမှာပဲဖြစ်ပါတယ်အဲဒီရောက်ကကျတော့ကျွန်တော်ကိုယ့်ရဲ့မွေတက်ကတဲ့ကိုကျွန်တော်တက်ထည့်ပြရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်26ရဲ့အဲဒီမှာဆိုရင်9လဆိုရင်1995ဆိုရင်အဲဒီနေ့မှာဆိုရင်မိတ်ဆွေတို့တတိထားမဲ့ချက်ကတော့ဒါဒီရှိမှ300လေးခံပြရအောင်ပေါ့နော်အဲ26ရဲ့300 9လပိုင်းပေါ့နော်1995 ပြီးပြီဆိုရင်မိတ်ဆွေတို့နဲ့ဒီနေ့ကိုနှိပ်ပေးရမှာပဲဖြစ်ပါရနော်အဲဒီမှာဆိုရင်ဒီအပေါ်ဆုံးမှာဆိုရင်ဒါကျွန်တော်တို့ဒါဖွင့်ခဲ့တဲ့ဒါကိုယ့်ရဲ့ဖုန်းနံပါတ်ဟုတ်လားဆိုတာကိုသူကမေးတယ်ဗောနော်အဲအဲ့ဒီနေရာလေးမှာမိတ်ဆွေတို့အနေနဲ့ဒီ one နေရာလေးမှာဗောနော်ဒါအဆက်လေးချပေးရမှာပဲဖြစ်ပါရနော်ကလေးချပီပီဆိုတာနဲ့မိတ်ဆွေတို့အနေနဲ့ဒီ next screen နေရာလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ် အဲဒီမှာဆိုရင်သူကကျတော့ဒါ message ပို့လာပြီမှာပေါ့နော်မစီကကျတော့ကျွန်တော်ကခဏစောင့်အောင်ပဲပေါ့နော် ဒီမှာဆိုရင် message ပို့လာပြီပေါ့နော် message ပို့လာပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီ message ကိုတစ်ချက်ဝင်ကြည့်မှာပေါ့နော်အဲ message ကဆိုရင်ကျွန်တော်ဒါ38ခွန်3956ပေါ့နော်အဲ3956 6 6အဲ message မှားနေပေါ့နော် ဒီမှာဆိုရင်ဒူချပေးတဲ့ကိုကိုကျွန်တော်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်3နဲ့5 6 6မရဘူးဆိုရင်ကျွန်တော်တို့ဒီအပေါ်တုံးမှာအပေါ်တုံးမှာပေါ့နော်အဲ3နဲ့6ตรงนี้6ขวน14ขวนป่ะเนาะอืมดีมาဆိုရင်ดูชาไปได้กบก็ဆိုရင်ဒီ OTP กบป่ะเนาะ တုံညာ6တုံညာ6ခွန်ရှစ်လေးခွန်အဲဒီမှာလည်းမြောက်ပေါ့နော်ဒါဆိုရင်38ခွန်လေးကိုကို အဲဒီမှာဆိုရင် ရသွားပြီပေါ့နော်အဲဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ဒါဒီမှာဆိုရင်ကိုယ့်ရဲ့အဲဒါဟောပေါ့နော်အဲမိတ်ဆွေတို့ရဲ့ဒါပစဝတ်ဒါကျွန်တော်ဒါ SCP ban software ပတ်စံနေပါတယ်ထုတ်တဲ့ခါမှာဆိုရင်ဒါအတုံးပြုခဲ့တဲ့မိတ်ဆွေတို့ရဲ့ဒါ ban အဲပစဝတ်6လုံးကိုရိုက်ထည့်ပေးရမှာပဲဖြစ်ပါရဲ့နော် Mm-hmm. <laughs> ဟမ်မင်္ဂလာပါနော်ဟမ်ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ဟမ်ဒါဆိုရင်ဒါကိုရဲ့ပစုပ်ဘက်ကနန်း၆လုံးကိုရိုက်ထည့်ပြီးတွားယူဆိုရတဲ့ဒီနေရာဒါဒီအောက်မှာကွန်ဖန့်ဆိုတဲ့နေရာလေးကိုနေပြရမှာပဲဖြစ်ပါရဲ့နော်ပြီးပြီဆိုရင်ဒီကွန်ဖန့်ကိုပဲဟမ်ဆက်နေပြရမှာပဲဖြစ်ပါရဲ့နော် အဲဒီမှာဆိုရင်ကျွန်တော်တို့ဒါကိုယ့်ရဲ့ပစောဝက်ခဏ6လုံးကိုရိုက်ထည့်ရမှာဖြစ်ပါရနော်အဲပြီးပြီဆိုရင်မိတ်ဆွေအနေနဲ့ဒီမှာဆိုရင်ဒီတူကကြတော့ဒါကိုယ်ကိုအုံပြုနေတဲ့ဒီဖုံးပေါ့နော်ဖုံးကိုတစ်ချက်ယူပြီးမယ်ပြီးဆိုရင်ကွန်ဖောင်းနေမယ်အဲပြီးပြီဆိုရင်ဒီအောက်ဆုံးမှာရှိတဲ့နေကိုတစ်ချက်ဆက်နေရမှာပဲဖြစ်ပါရနော် ပြီးပြီဆိုရင်လည်းဒီမှာဆိုရင် notation me ကိုတစ်ချက်ဆက်နေရမှာဖြစ်ပါရနော် follow your name ပြီးပြီဆိုရင်ဒါကျွန်တော်တို့ရဲ့လက်ဖွေထည့်မယ်ဆိုလည်းလက်ဖွေထည့်လို့ရပါရနော်ဒါဆိုရင် ကျွန်တော်ကတော့မထည့်တော့ဘူးနော်အဲဒီကောင်ကိုလက်ဖွေမထည့်တော့ဘူးဆိုရင်ကျွန်တော်တို့ကျတော့ဒါ non noun ကိုတစ်ချက်နေလိုက်မယ်ပေါ့နော် ပြီးပြီဆိုရင် mixer ရင်းနဲ့ဒီဘက်ကိုဘယ်ဘက်ကိုဆွဲပေးရမှာဖြစ်ပါရဲ့နော်အာဘယ်ဘက်ကိုဆွဲပေးမယ်ပြီးပြီဆိုရင်အမ်ဒီမှာဆိုရင်ဒါကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ရဲ့ SD ဘန်ဆိုကဆိုရင်ဒါပြန်လဲပြီးတော့ရရှိလာပြီပဲဖြစ်ပါရဲ့เนาะအဲဒီမှာဆိုရင် mixer အနေနဲ့ဒါကိုကိုတိုင်းဒါပတ်စံ၄ပါးဖြည့်ခြင်းလဲဆိုလဲပတ်စံပါးတွေဖြည့်လို့ရပါရပါတယ်เนาะအဲဒီမှာဆိုရင်ဒါကိုငွေလွှဲမယ်ဆိုရင် အဲဒီ pencil ဝက်ရှိထားမှာဆိုရင်ပေါ့အဲကျွန်တော်တို့ဒါအစစရအကုန်လုံးအဆင်ပြေလာပဲဖြစ်ပါတော့အဲဒါကျွန်တော်တို့ဒါဒါပတ်စံနေပါလေလွှဲမှာဆိုရင်ဒီ translate transfer ကိုတစ်ချက်နေပြရမှာဖြစ်ပါတော့အဲဒီမှာဆိုရင်အဲဒါကိုလွှဲကျင်တဲ့ဘန်မျိုးသားတွေဒီမှာဆိုရင်အများကြီးပဲရှိပဲဗောနော်အဲဒီမှာဆိုရင်ကျွန်တော်ဒါ sequence ဘန်တွေဟန်ပြီးဆိုရင် crow time ဘန်တွေဒါမျိုးမျိုးပဲရှိပါရနော် ဒါကတော့ကျွန်တော်တို့ပတ်စံလွယ်ပုံလွယ်နည်းပေါ့နော်အဲဖုံးဝင်ဖြစ်မယ်ဆိုရင်လည်းကျွန်တော်တို့ကိုယ့်ရဲ့ SD ဘာနဲ့ကနေပြီးတော့ဖုံးဝင်ဖြစ်မယ်ဆိုရင်အဲကျွန်တော်နေဒါပတ်စံနေပေါ့နော်ဒါကျွန်တော်တို့ဖုံးဖုံးပေးရဆိုရင်ဒါတရားဝဝင်မယ်ဆိုရင်တရားဝကျွန်တော်တို့အတီးကြရတာပဲဖြစ်ပါတယ်နော်အဲဒါဆိုရင်ကျွန်တော်ရတော့ဖုံးပေးတစ်ချက်ဖြည့်ကြည့်မယ်ပေါ့နော်အဲဒီမှာဆိုရင်ကိုကိုဖြည့်ကျင်တဲ့အဲဒါကျွန်တော်တို့ ုဖြည့်ခြင်းတဲ့ဟောကိုဒါထူမန်းနီးဖြည့်မှာလားဒါအမှုရင် ANL ဖြည့်မှာလားပေါ့နော်အန်ဒီတက်ထက်ထက်မှာလားကျွန်တော်ကတော့ဒီတက်တုံးတာဖြစ်တဲ့အတွက်အန်ဒီတက်ကိုနှိပ်လိုက်မယ်အန်ပြီးပြီဆိုရင်2ကကျတော့ဒီမှာဆိုရင်ဒါ2ဖြည့်ခြင်းတဲ့နံပါတ်ပေါ့နော်အန်ဒီမှာဆိုရင်ကျွန်တော်တို့ကတော့ဒါဖုန်းနံပါတ်ထည့်မယ်ပေါ့နော်တုံညာကို936 735 29အဲပြီးပြီဆိုရင်ဒါကိုထည့်ခြင်းနဲ့ဝေပမာဏကိုဒီမှာဆိုရင်ယူလို့ရတာပဲဖြစ်ပါရဲ့နော် ပြီးပြီဆိုရင်ကွန်ဖောက်နေလိုက်ပေါ့နော်အဲဒီမှာဆိုရင်တ100ပဲဖြည့်ပြီးသွားပြီပေါ့နော်အဲပြီးပြီဆိုရင်လည်းကျွန်တော်ဒီမှာဆိုရင်ဒီအောင်ဆုံးဟာကိုတစ်ချက်နှိပ်ပြီးလိုက်ရုံပဲပေါ့နော်ဟင်းဒါဆိုရင်မိတ်ဆွေများလုံးလည်းအဆင်ပြေကြမယ်လို့ထင်ပါရနော်အဲဒါဆိုရင် ကျွန်တော်နေဆက်ပေးထားတဲ့ဒါနီးပညာပိုင်းလေးတွေကိုမိတ်ဆွေတို့အနေနဲ့ကြိုက်နေတတ်မှုရှိတဲ့ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း လိုက်ရန် subscribe ပါလေးလုပ်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်အနေနဲ့မြစ်တက်ရက်ခံကြမှာနော်အဲဒါဆိုရင်မိတ်ဆွေများအားလုံးဖိုင်ဖိုင်ပါနော်အဲဒါဆိုရင်မိတ်ဆွေများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းအပ်ပါရနော်အဲဒါဆိုရင်အားလုံးပဲအဆင်ပြေကြပါစေဖိုင်ဖိုင်